ူမျိုးတရားရေမင်္ဂလာပါအကူရီတဲ့စိုင်းကယ်လိုင်စင်တွေထုတ်ပေးမှုရှိလာတယ်ဟုတ်ကဲ့စိုင်းကယ်လိုင်စင်တွေကဟို public ကိုပေါ့နော်ဟိုးရင်တုန်းကလို one stop service တော့အဲ့လိုမျိုးတော့အစီအစဉ်မကြားသေးဘူးအဲ့လိုမျိုးတော့အစီအစဉ်အခုချိန်ဒီမရှိသေးဘူးရှိတာနဲ့ကျွန်တော်ချစ်ချင်းပဲကျွန်တော်ကျွန်တော်ရဲ့ page မှာတင်ဆက်ပေးမယ်ကျွန်တော်ရဲ့ YouTube channel Facebook channel TikTok channel channel တုံးခုလုံးမှာတင်ဆက်ပေးမယ်ဒါတော့စိုင်းကယ်လိုင်စင်တရင်ထူးရင်ပေါ့နော်အခုချိန်ဒီတော့အပြင်ကို public ကိုတော့လုတ်ပေးဖို့အစီအစဉ်မရှိသေးဘူး ဘဒူရီယာဆိုင်ကယ်လိုင်စင်ကိုရတယ်လဲဆိုရင်တော့မြန်မာပြည်တွင်းမှာတက်ဆင်ထုတ်လုပ်တဲ့ဆိုင်ကယ်စစ်ရုံတွေကတော့လိုင်စင်ရပါတယ်ဒါသူတို့ကတော့ပြပနဲ့အစိပ်ပိုင်းတွေကိုတင်တွန်းလာတယ်အဲ့လိုမျိုးတင်တွန်းတဲ့အစိပ်ပိုင်းတွေကိုမြန်မာပြည်တွင်းမှာတက်ဆင်ထုတ်လုပ်တာပေါ့အဲ့လိုမျိုးတက်ဆင်ထုတ်လုပ်တဲ့ဆိုင်ကယ်တွေကတော့လိုင်စင်ရပါတယ်အခုဒီကလာမှာဆိုရင်တော်တော်များများမေးကြတယ်ဟာတရုတ်ဘိန်းတွေပဲလိုင်စင်ရတာပေါ့မှန်ပါတယ်ဘာလို့လဲဆိုရင်တရုတ်ဘိန်းတွေပဲဆိုင်ကယ်စစ်ရုံရှိလို့ပါဘာလို့လဲဆိုရင်တရုတ်ဘိန်းတွေပဲဆိုင်ကယ်စစ်ရုံရှိလို့ပါ ဆိုလိုချင်တာကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတာဟွန်ဒါလည်းတက်ဆင်စေယုံရှိမယ်။ယာမာလည်းတက်ဆင်စေယုံရှိမယ်။ Suzuki ကလည်းဆိုင်ကယ်တက်ဆင်စေယုံရှိမယ်။အဲ့လိုမျိုးပေါ့။တကယ့်ကိုကမ္ဘာကျော် brand တွေကတာမြန်မာနိုင်ငံမှာတက်ဆင်စေယုံရှိမယ်ဆိုရင်တော့ဒါကျွန်တော်တို့လည်းနော် တကယ့်ကိုကမ္ဘာကျော် brand တွေကိုလွယ်လွယ်ကူကူနဲ့စီးနင်းလို့ရမယ်။ license ပါတွေကိုဖော်ဖော်တီတီနဲ့စီးနင်းလို့ရမှာပေါ့။အခုကကျတော့ဖြစ်ကျင်တော့ကမ္ဘာကျော် brand တွေကကျွန်တော်တို့မြန်မာနိုင်ငံမှာတက်ဆင်စေယုံကအခုချိန်ထိမရှိသေးဘူးနော်။ များတွားပြင်းရှိတာကအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တရုတ်ဆိုင်ကလေးပဲတက်ဆင်စိတ်ဝင်စားရှိသေးတယ်အဲဒါကြောင့်မလို့လက်ရှိကာလမှာကတရုတ်ဆိုင်ကလေးပဲ license ပါနဲ့ရနေတာဟိုဟွန်ဒါနဲ့ယာမာတို့ Suzuki တို့သူတို့ကတော့မြန်မာပြည်တွင်းမှာတက်ဆင်စိတ်ယုံအနေနဲ့လာရောက်ဖွင့်လှစ်မယ်ဆိုရင်တော့ဒါကျွန်တော်တို့နိုင်ငံတွေအရန်ကောင်းတယ်လောက်ကိုင်းခွန်လန်းလေးအများကြီးတိုးမယ်ပြီးရင်နိုင်ငံတော်အခွန်ငွေလည်းအများကြီးရမယ်ဒီဘက်မှာပြည်သူလူထုကလည်းเนาะ တကယ့်ကိုကမ္ဘာကျော် brand တွေကိုအခြားနိုင်ငံတွေနီးတူဈေးချိုချိုနဲ့ license ပါတွေဝယ်ယူစီးနင်းဝယ်ရမယ်ပေါ့ဆိုတော့ကျွန်တော်လို့ဆိုရင်တော့အဲ့လိုမျိုးကမ္ဘာကျော် brand တွေအထူးသဖြင့် Honda Yamaha ပေါ့နော်အဲ့ဒီနှစ်ခုကိုတော့မြန်မာပြည်တွင်းမှာတက်ဆင်စေယုံရှိစေခြင်းနဲ့တိတ်မကြခင်လေတခြားတော့ brand တွေမြန်မာပြည်တွင်းမှာတက်ဆင်စေယုံထပ်ဝင်လာအောင်မယ်လို့ဒါကျွန်တော်ကတော့တိထားတယ်ဒါနောက်ပိုင်းမှာတော့ဖော်ဖော်တီရှိလာမှာပေါ့အခုကိုကျွန်တော်တိတိလောက်ကမြန်မာပြည်တွင်းမှာတက်ဆင်စေယုံကစေကုကြော်နေပြီး ရှိလျှောက်ပူများလာလေကျွန်တော်နိုင်ငံအတွက်ပိုကောင်းလေပြည်သူလူထုကလည်းဈေးချူချူနဲ့ဆိုင်ကလေးကိုလိုင်းစင်ပါနဲ့စီးနှင်းလို့ရတယ်နိုင်ငံတော်အခွန်ငွေလည်းရမယ်ပြီးရင်အလောက်ကင်အခွန်လန်းလည်းအများကြီးပို့တိုးလာမယ်ပေါ့ဒါအကောင်းတဲ့အစီအစဉ်လေးပါအဲ့တော့ရှိလျှောက်တော့ကျွန်တော်တို့တက်ဆင်စေယုံတွေအများအပြားမြန်မာပြည်တော်မှာပေါ်ပေါက်လာပါစေလို့ပဲကျွန်တော်ကတော့စုမုံကောင်တောင်းကျင်ပါတယ်။ဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကိုချစ်နိုင်ဆိုရင်မင်္ဂလာပါခင်ဗျာ။တရုတ်ဘိန်း1125ထဲမှာတဲ့ EGR system ပါခြင်းရဲ့ ကောင်းယူစုစုလေးတွေပြောပြပေးပါတဲ့ဟုတ်ကဲ့တကယ့်ကိုမေကွန်းကောင်းလေးပါเนาะဆိုတော့တရုတ်ဘိန်းနေလဲဒါခုနောက်ပိုင်းဒါ EGR system နေပါဝင်လာပြီ EGR ပါခြင်းရဲ့ကောင်းယူစုကြဘာတွေရှိမလဲဆိုရင်ကျွန်တော်တို့ highway သွားတဲ့အချိန်မှာအထူးသဖြင့်ပိုးပြီးမှအစွဲယုံကောင်းတာသူက engine ကသူက highway မောင်းတာကြာရင် engine က heated တယ်ဗျ engine heated လေသူကပိုးပြီးမှယုံလေဒါတွေက အီဂျီယာပါခြင်းရဲ့ကောင်းကျိုးတွေပေါ့နော်ပြီးရင်ကျွန်တော်တို့ကလပ်ထိုးရတဲ့အခါမှာလည်းညင်တတာရှိတယ်ပေါ့နော်ဒါလေးတွေကောင်းကျိုးရှိပါတယ်ခင်ဗျာ